ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အသင်းသမိုင်းတစ်လျှောက်ဒုတိယမြောက်တက်တန်းတူဆုံးနီးပြဖြစ်ခဲ့တဲ့အီမာဆန်ဆိုတဲ့သတင်းပါရန်ကုန်အသင်းနဲ့လမ်းခွဲခဲ့တဲ့ဘရာဇီးလူမျိုးနီးပြအီမာဆန်ဟာအသင်းကို၄ပွဲသာကင်တွယ်ခဲ့ရပြီးအသင်းသမိုင်းတစ်လျှောက်ဒုတိယမြောက်တက်တန်းတူဆုံးနီးပြဖြစ်ခဲ့ပါတယ်အမြန်ဆုံးထုတ်ခံခဲ့ရတဲ့ရန်ကုန်နီးပြကတော့ခြေစမ်းပွဲတစ်ပွဲပြီးမှထုတ်ခံခဲ့ရတဲ့ဘရာဇီးနီးပြခရစ်စတိုပါပဲဖြစ်ပါတယ် ရန်ကုန်အသင်းဟာဘရာဇီးနီးပြအီမာဆန်နဲ့လမ်းခွဲခဲ့ပြီးမက်ဆီဒိုနီးယားနီးပြမာယန်ကိုတနစ်စာချုပ်နဲ့ခေါ်ယူခဲ့ပါတယ်။မာယန်ဟာ AR က6လသာရောကြီးပေးပြီးလမ်းခွဲထားတဲ့နီးပြတူပါ။သူကရန်ကုန်အသင်းကိုဇန်နဝါရီ17ရက်ကစပြီးတရားဝင်ကင်တွယ်နေပါပြီ။နှစ်သက်တဲ့နှစ်ပုံမူပြီးတော့အောင်မြင်အောင်ကျွန်တော်တို့အသင်းနေနဲ့ စူးစားပြီးလှုပ်ဆောင်သွားမှာဖြစ်ပြီးဒီလိုမြန်မာနေရှင်နယ်လိတူမှာဝင်ရောက်ရှင်ပြိုင်မဲ့ဖုန်ကန်သိန်းဟာ2016ဘောလုံးရသည့်အတွက်အသုံးစိတ်3500သုံးမှုရလာပါတယ်ဖုန်ကန်သိန်းဟာမြန်မာနေရှင်နယ်လိတူကိုဒုတိယရာသီအဖြစ်ဝင်ပြိုင်တာဖြစ်ပြီးသိန်းသုံးစိတ်ကို3စားအထိတိုးမြင့်သုံးဆွဲဖို့ရည်ရွယ်ထားပါတယ်မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ဖြစ် Kish Football ဘောလုံးပြိုင်ပွဲကိုဇန်နဝါရီလ10ရက်ကစပြီးရန်ကုန်နဲ့မန္တလေးမြို့တွေမှာကျင်းပနေပါဗျာ။ ဒီပြိုင်ပွဲမှာပထမစုအဖြစ်ချက်သိန်း20ဒုတိယစု70သိန်းနဲ့တတိယစုချက်5သိန်း2စုစသဖြင့်အသီးသီးစုချီမြင့်မဲ့အပြင်နောက်ဆုံးဘောလုံးပွဲပြီးမှလည်းနာမည်ကျော်အဆိုတော်တွေရဲ့ဖြော်ပြမှုတွေဂိမ်းစီစဉ်နေတဲ့ပါဝင်မှာဖြစ်ပါတယ်။